အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့လွယ်ကူရိုးရှင်းတဲ့ပုံစံနဲ့စတိတ်ကလေးလုပ်ပြမှာဖြစ်ပါတယ်ရှင်စတိတ်လုပ်ဖို့အတွက်အသားကိုတော့ဈေးအလေလက်ထရာပဲကျွန်မရွေးချယ်ခဲ့ပါတယ်ရှင်အသားတွေကိုတခြားတန်းစီအောင်ဈေးပြီးတော့ထာဝပီပါလေးနဲ့ရေပြောင်းအောင်တုပ်ပါမယ်ရှင်တန်းစီပြီးပြီဆိုရင်တော့စားနဲ့ငရုတ်ကောင်းမှုနဲ့တခြားလေးနှက်အောင်နေပါမယ်ရှင်ပြီးရတဲ့ 15မိနစ်လောက်ရေခဲတက်တာထဲမှာခဏထည့်ထားပါမယ်ရှင်သားတွေကိုပြင်ဆင်ပြီးတဲ့အခါမှာတော့ side dish အနေနဲ့ပါဝင်မဲ့ broccoli နဲ့မို့အတွက်ကျမတို့ပြင်ဆင်มาဖြစ်ပါတယ်ရှင် broccoli ကိုလေဒီနေရာမှာစားလေးနဲ့တေချာတန့်စင်အောင်စေးပါမယ်ရှင် broccoli ကိုစေးပြီးတဲ့အခါမှာတော့ကျမတို့ဒီတစ်ခေါက်မို့တေချာတန့်စင်အောင်စေးကြောမှာဖြစ်ပါတယ်ရှင် မိုးလေးတွေကိုတခြားတန်းချင်အောင်စီချောပြီးတော့ဖေးပါထားပါလိမ့်နဲ့ကျမတို့တခြားလေးရေတန်းစင်အောင်တုံးမှာဖြစ်ပါတယ်ရှင်။တန်းစင်ပြီးသားမိုးလေးကိုတော့ဒီတစ်ခါမှာတခြားလေးလီးမှာဖြစ်ပါတယ်ရှင်။မိုးလေးကိုလေကိုစစ်ချိုင်ချိုက်တလို့လီးဖြစ်လို့ရပါတယ်ရှင်။တချို့ကတော့ဒီတိုင်းပဲဒီအတုံးလိုက်ကြီးတွေပဲသူတို့အချို့ကစားကြတယ်တချို့ကကြတော့လေနှစ်ချမ်းလောက်ပဲခွဲကြတယ်တချို့ကကြတော့လေအမ် လေးချမ်းစိတ်ချရဲပေါ့နော်ကျမကတော့ဒီနေရာမှာမထူမပါလေးပဲလှီးထားပါတယ်ရှင်အားလုံး ready ဖြစ်ပြီဆိုတော့ state စလုပ်အတွက်အကုန်လုံးစင်တင်ဖြစ်နေပါပြီရှင် state လုပ်မဲ့အမေသား rosemary thyme broccoli မိုးတို့ပဲဖြစ်ပါတယ်ရှင်ပထမဦးစွာ broccoli ကိုရေနဲ့ငင်နဲ့အုပ်ဖုံးအုပ်ပြီးခဏကြာကြာထားမှဖြစ်ပါတယ်ရှင်ပြည့်ရဲ့အခါမှာတော့စာမြေကောင်းမှုနဲ့တခြားလီ ရေရေခမ်းသွားတဲ့အထိဒီပုံပေါ်မှာတင်ထားမှာဖြစ်ပါတယ်ရှင်။ရေရေလက်ခမ်းပြီဆိုရင်တော့ဒီပုံပေါ်ကနေချလို့ရပါပြီရှင်။မိုးကတော့ကြက်တုံဖြူစာငရုတ်ကောင်းမှုနဲ့ပဲမိုးကထွက်တဲ့အရေတွေကုန်သွားတဲ့အထိထားမှာဖြစ်ပါတယ်ရှင်။မိုးကိုလေ sauce လုပ်ကြတာတည်းဒီလိုမျိုးချော့ချော့လေးနဲ့စားရတဲ့ အရာထောင်ကိုပိုကြိုက်တဲ့အတွက်ဒီလိုပြုလုပ်ရခြင်းဖြစ်ပါရဲ့ရှင်ဒီလိုလုပ်ခြင်းအပြင်မွေရဲ့အရာသားလေးဟာထုတ်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 ပြီးနေစားတဲ့အခါမှာပိုပြီးအရာသားပေါ်နေစေပါရဲ့ရှင်ကို့အိမ်မှာကိုလုံစားတာဆိုတော့လေကိုစိတ်ကြိုက်လုပ်တဲ့သဘောမျိုးပါရှင်ကဲမွေရဲ့အရည်ဒီလေခမ်းပြီးဆိုရင်တော့ကိုလေးကိုချပြီးတော့ကျမတို့စတိတ်ဆာလုပ်မှာဖြစ်ပါရဲ့ရှင်စတိတ်လို့ဖို့အတွက်ကျမကတော့ဒီနေရာမှာ olive oil ကိုတုံးထားပါတယ်ရှင်။ ။တစ်ဖက်ကချက်လောက်ပြီဆိုရင်တော့တခြားတစ်ဖက်ကိုကျွန်တော်တို့ထက်လာမှာဖြစ်ပါရဲ့ရှင်။စတိတ်လုတ်တဲ့အခါမှာလေခဏခဏဟိုဘက်ဒီဘက်မလန်ကိုအထူးသတိပြုစေချင်ပါရဲ့ရှင်။တခြားသူတွေတော့မသိဘူးကျွန်မတို့လေစတိတ်စားတဲ့အခါမှာအစီလေးပါမှာပို့ပြီးတော့ပို့ပြီးတော့စားလုတ်ကောင်းတဲ့ထင်းတို့ဒီနေရာမှာအစီများတဲ့အတာကိုရေးထားခြင်းဖြစ်ပါရဲ့ရှင်။အနောက်လေးမှုသွားအောင်ကျတုံပြူထဲပါမယ်ရှင်။ ထောဘက်ကလေတူးတက်တဲ့အတွက်စောစောကြုံမထင်ကြဘူးတတိပြုစေချင်ပါတယ်ရှင်အမေသားကြက်လောက်ပြီးဆိုတဲ့အခါမှာထောဘက်ရဲ့တိုင်မြဲရိုးမယ်ရီရဲ့ထည့်ရခြင်းဖြစ်ပါတယ်ရှင်အမေသားရဲ့အရာတော်ကိုပုံမပေါ်လင်းစေဖို့အတွက်ထောဘက်စီလီတွေကိုစုံးနဲ့ခက်ခက်ပြီးတော့အပေါ်ကိုဖြန်ပြရပါမယ်ရှင်ဒီမိုင်ချန်နယ်လေးကိုလည်း like subscribe လုပ်ဖို့မမေ့ကြပါနဲ့နော် နောက်ထပ်ပမောကောင်းမွန်တဲ့ဟင်းချက်ဗီဒီယိုများစွာကိုတင်ဆက်ပြသချင်ပါသေးရဲ့ရှင်။ကဲအခုဆိုရင်တော့အမေသားလည်းနှစ်ပတ်စလုံးချက်ပြီးဆိုတော့ပွဲဖြစ်စဉ်ဖို့အတွက်အမေသားကိုဒီမှာဖြစ်ပါရဲ့ရှင်။ကဲအခုဆိုရင်တော့အနံ့ရတာနဲ့ပြည်စုံတဲ့ homemade steak လေးကိုရပါပြီရှင်။ကြည့်ရှုပေးရောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ ကျမရဲ့ channel လေးကို like subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်။ Twitter